ဥစဉ်တော့တခါကြီးရတခါဥစဉ်ကိုအသိပေးစကားတစ်ခုပြောဘူးတယ်ဥစဉ်နဲ့လူတိုင်းကိုတရားမဟောခြင်းနဲ့တို့ဒီနေ့ကလူတွေကတရားဟောတာတိတ်ကြိုက်တာမဟုတ်ဘူးတဲ့အယတမဆိုလို့ရှိရင်လည်းအယကောင်းချောင်းပြောမှသဘောကျဘောလုံးသမားကလည်းဘောလုံးချောင်းကိုကချီးမွမ်းပြီးပြောမှသဘောကျတယ်ဖဲသမားကလည်းဖဲချောင်းပြောမှသဘောကျတယ် ဒီနေ့ခေခေလူငယ်တွေစကားနဲ့ပြောရင်ဂိန်းသမားနဲ့ဂိန်းချောင်းပြောမှသဘောကျတယ်ဆိုတာမျိုးပေါ့နော်သူတို့လုပ်နေတဲ့လုပ်ငန်းတွေကိုကိုကနည်းနည်းပါးပါးတီးခေါက်ထားပြီးတော့ချီးမွမ်းပြောဆိုမှသဘောကျကြတာမျိုးတဲ့ကိုကတခါတရားတွေဟောနေမယ်ဆိုလို့ရှိရင်လူတွေကတိတ်သဘောကျတာမဟုတ်ဘူးဒီကောင်ဘာအချိုးလဲဆိုတာမျိုးကြည့်ကျင်တာတဲ့မှန်တယ်နော်အဲ့ဒါတော်တော်များများမှန်တယ်တော်တော်များများဆိုတော့90ရာခိုင်နှုန်းမှန်တယ်လို့ပြောရမှာ90ရာခိုင်နှုန်းအဲ့တဘောပဲနော် သူတို့အကြိုက်ကိုလိုက်ပြီးတော့ဟုတ်သည်ရှိမဟုတ်သည်ရှိမားသည်ရှိမှန်သည်အကုန်လိုက်ပြီးတော့ပြောတာမျိုးပဲသဘောကျတာကများတယ်။နော်လူတော်များများကဟိုတကယ်အမှန်ကိုသိစင်တာမဟုတ်ဘူး။သူတို့လူတော်များ gain တများကိုမှန်ပါတယ်လို့သူများကလိုက်ပြီးတော့နားထောင်ပေးတာမျိုးကိုလို့စင်တာ။တရားစကားပြောတယ်တရားစကားဆိုတာဘုရားရှင်ရဲ့စကားပဲလေနော်။တရားစကားပြောတဲ့စကားကောင်းပြောတဲ့ဆိုလူရမဝင်ဘူးဒီနေ့ခေတ်တော်များအစဉ်ကြီးနေ။ ဘုရားနဲ့ခဏခဏကြုံဘူးလေ။ဟာဒီကောင်တရားဟောတော်မှာတရားစကားပြောတာဟာဒီကောင်ကြည့်ရတာအဖိုးကြီးကြနေတာပဲခင်မမိပါဘူး။ဟောတရားစကားပြောတာခင်မမိဘူး။ဖြစ်သွားရဗျာ။အဲ့ဒါတရားကြောင့်ဘုရားကြောင့်ပြောလို့မဲ့လူလူတော်တွေသွားတိုးမယ်ဖြစ်နေလူရမုံနဲ့သဘောဖြစ်သွားအောင်။တခြားဦးဇနုံဓမ္မပရိသတ်ရှိတဲ့နေရာကြုံလို့ပါဦးဇနုံတရားအဲမှတ်သားစရာစကားတွေတချို့ပြောပြတယ်ဒီလိုမျိုးပေါ့။ အဲ့ဒါပြောလိုက်ရင်တချို့မကြိုက်ကြဘူးအဲ့တချို့တို့တို့တို့နော်ဟိုဟာတို့တို့ဒီဟာတို့တို့ခါကနာတို့တို့အိတ်ချင်းတို့တို့နဲ့အလုတ်ပဲရှိတို့နဲ့တုတ်ပြတုတ်ပြထသွားကြအေးပေါက်ပဲတောက်ပေါက်ပန်း၄၀တွေပြောနေမှာဆိုရင်တော့ပြောစမ်းတညာတော့ဒီလိုဖြစ်တာနော်စကားအကောင်ပြောပြီးတော့ပေါင်းလို့တင်လို့ခင်းတဲ့ခက်ကလာမျိုးကိုရောက်သွားတာပေါ့အကြိုက်ကိုလိုက်ပြီးတော့မြှောက်ပင့်ပြောဆိုမှပေါင်းလို့တင်လို့ ရှောလို့ရတဲ့သဘောဖြစ်သွားတယ်။ဒါခေတ်ကာလရဲ့ဆောက်လာတဲ့သဘောပဲ။နော်လင်းတတ်တဲ့အရာလင်းတတ်တဲ့စကားတွေကိုနားထောင်ကြလို့နည်းသွားတဲ့သဘော။အေးဘာမှအဓိပ္ပာယ်မရှိတဲ့စကားတွေမြောက်စကားပင့်စကားဘာမှအကျိုးမရှိတဲ့သမတ်ပလာပစကားမျိုးတွေကြတော့အဟုတ်ထင်ပြောတဲ့ခါအချိန်ုံခံပြီးနားထောင်နေကြပြောတတ်ကြ။တော်တော်တော့ရှေးဆရာတော်ကြီးတွေကကြောက်ဆိုင်ကနေမြဲတဲ့ဓမ္မတံ ရေပေါ်မှာလျက်လာသောငွားငွားထင်လာမိဒီလာပညာမဲမြာရာရှင်လူတို့ကျေးဇူးမူထင်ပေါ်ကောင်းတဲ့အကြောင်းဖြစ်အလားဘူတော်ွယ်ပေါ်မြဲတဲ့ဓမ္မတာရေပြင်းမမတီးပဲထဲ့နှစ်သည်သာတိလဝါပညာရှိညာရာရှင်လူတို့ကျေးဇူးမူကုန်းတဲ့မြုပ်တဲ့ကျိုးရုပ်အလားဆိုဒီလို